င်ပြန်လည်ကြိုဆိုလိုက်ပါမယ်။တနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ။2025ဂျွန်လတလတာအတွင်းမှာ လီနိုမန်ကတ်က ပြောတော့တင်တို့ရဲ့ကံကြမ္မာဆိုရက်လီနိုမန်ကတ်နဲ့နမိတ်ဖတ်ပေးပါမယ်။အဲ့တော့လီနိုမန်ကတ်ရဲ့နမိတ်ကတော့၄နာရီပန်းဆိုတဲ့နမိတ်ကလေးရရှိပါတယ်။အဲ့တော့၄နာရီပန်းဆိုတဲ့နမိတ်ကတနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေများအကောင့်အစိုးဆိုရင်တလလုံး ကောင်းတဲ့ထဲမှာပါပါတယ်အဲ့တော့အခြေခံကောင်းမယ်ငွေကြေးခံကောင်းမယ်အလုတ်ခံကောင်းမယ်နောက်ပြီးတော့ရည်ရွယ်ထားတဲ့ကိစ္စတွေအဆင်ပြေမယ်ခီးသွားမယ်နောက်နိုင်ငံခြားခီးနေချမ်းမိချခီးကောင်းပါတယ်အဲ့တော့အေဂျင့်ညင်ညင်ချင်းဆိုတဲ့နမိတ်မျိုးကိုရရှိပါတယ်ဆိုလိုချင်တာကတော့တနေ့ဦးနေနေမွေးပါဆိုမိတ်ဆွေများဂျွန်လတလအတွင်းမှာလုပ်ငန်းစားတာတို့ဟော အိုးသစ်အိမ်သစ်စသဖြင့်ရွှေပြောင်းတို့အလုံးယာရုတက်တာကစားအလုံးပေါ်လာပါလိမ့်မယ်။နောက်ယရနာပစ္စည်းလောယရနာပစ္စည်းတွေလည်းဝင်လာပါလိမ့်မယ်။အဲ့တော့ဖြစ်နိုင်တာကတော့ဘယ်ကိစ္စပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စဆိုရင်ညနေ၄နာရီတိတိမှဘာပန်းလူလူလူပြီးတော့ဆုတောင်းရင်ဂျွန်တလလုံးတနင်္ဂနွေနေ့မူပေါ်ဆုံးမိတ်ဆွေများအထူးကံကောင်းပါလိမ့်မယ်။ဆိုတော့ကံကောင်းစီမဲ့အောင်ပါလီဌီနံပါတ်ကတော့2နဲ့3ညတလုံးလုံးကိုအပိုင်ကင်ပြီးတော့ ကံကောင်းမဲ့အောင်ပါလေဌိနံဘတ်ဖြစ်ဒီလိုပါကံကောင်းစီသောအကြောင်းကအဖြစ်ရောဖြစ်ပါတယ်အဲ့တော့နေ့ကိုရွေးမယ်ဆိုရင်တလအတွင်းမှာတနင်္လာနေ့နဲ့စနေနေ့ရက်ကအကောင်းဆုံးနေ့ဖြစ်ပါတယ်ရက်တာနေ့ကောင်းပြီးတော့ရက်တာလိုချင်တယ်ဆိုရင်တော့ရက်တာဒီ၃ကဏန်း၆ကဏန်း၉ကဏန်းကြားတဲ့ရက်ဒီတလအတွင်းမှာအဲ့ဒီရက်တွေဟာရက်တာဖြစ်ပါတယ်နေ့ကောင်းရက်တာလည်းအဲပြောပြတာဖြစ်ပါတယ်အဲ့တော့တနင်္လာနေ့မျိုးဖော်သောမိတ်ဆွေများဒီလိုကိန်းမျိုးမှာ ငွေကြေးအလုတ်စီးပွားအဲကျန်းမာရေးအားလုံးအထူးပြောဖွယ်ရာမရှိပါဘူးကောင်းနေပါတယ်အဲ့တော့ကျွန်တော်နဲ့တိုက်ရိုက်ပေးရင်မေးမယ်ဆိုရင်တော့၄၃လုံး၅၃လုံး၈၃ည2 KP ဝိမာန်နေဖွင့်ထားပါတယ် Viber ကနေနာမည်မူတက်ကလေးပို့ပေးပါအဲအဆင်ပြေတယ်အားလဲဆိုရင်ပြန်ဖြည့်ပေးပါမယ်အဲညံပူစိုးကလွှဲပြီးတာနဲ့ကျွန်တော်ပြန်ဖြည့်ပေးပါမအားလို့ပြန်မဖြည့်ပြင်လဲနားလဲခွင့်လို့ပြီးစီလိုပါတယ်အဲ့တော့တနင်္ဂနွေနေ့မူဖောက်သောမိတ်ဆွေများအားလုံး ဂျွန်တလလုံးဂျွန်လတလတာလုံးအေးချမ်းစွာဖြင့်ငြင်းချမ်းစွာဖြင့်တလတာဖြတ်တန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာတနင်္လာနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဂျွန်လတလတာလုံးကိုလီနိုမန်ကတ်နဲ့နမိတ်ဖတ်ပြီးมาဖြစ်ပါတယ်အဲ့တော့တနင်္လာနေ့မွေးဖွားသောမိတ်ဆွေများအတွက်ဂျွန်လာတလတာလုံးမှာလီနိုမန်ကတ်ကပြောတာကတော့ကလေးမလေးတဲ့ တော့ကလေးမလေးဆိုတာနမိတ်ကောင်းတယ်ဥမာမင်းမပြိုလေးလူလင်ဟောပေါ့ယောက်ျားလေးဆိုရင်လူလင်ပြိုလေးမိန်းကလေးဆိုလို့ရှိရင်လည်းကလေးမလေးမင်းမပြိုလေးဒီလိုနမိတ်မျိုးရတယ်ဆိုလိုခြင်းအပြင်တလနဲ့မွေးဖောက်သောမိတ်ဆွေများဟာတွတ်တွတ်လက်လက်နဲ့ဖြက်ဖြက်လက်လက်ဘယ်လို့ကူပဲဖြစ်ဖြစ်အတွေးခေါ်ကောင်းကောင်းအယူဆကောင်းကောင်းနဲ့ဒီတလတာလုံးဖြစ်အောင်လုပ်ပါအောင်မြင်ပါလိမ့်မယ်အဲ့တော့ဟိုတွတ်ဆုတ်တွတ်ဆုတ်လုံနေတဲ့ကိစ္စတွေအားလုံး စိတ်ညစ်ပါလိမ့်မယ်မပြီးပဲမပြတ်ဘူးတခုခုလုပ်တယ်မပြီးဘူးဆိုတဲ့ဟာမျိုးတွေ့ရပါတယ်အဲ့တော့ဒီနမိတ်ကတော့ငွေကန်ကောင်းမယ်အခြေကန်ကောင်းမယ်အိမ်တော်ကြီးအိမ်တော်ကြီးအိမ်တော်ကြီးကန်ကောင်းမယ်အလုတ်ကန်ကောင်းမယ်နောက်ငွေနှစ်လန်းဝင်တတ်တယ်အဲ့တလားထဲမှာဂျွန်လန်းတလားထဲမှာတလားနေမွေးဖွားတဲ့မိတ်ဆွေတွေငွေပတ်စံနှစ်လန်းရတတ်တယ်အဲ့တော့ဒီလိုကိန်းမျိုးဟာထီထိုးကန်စမ်းမယ်ဆိုရင်ငါးတလုံးလေးကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမယ်အောင်ပါလေထီနံပါတ်ဖြစ်ထီထိုးပါ ကံကောင်းစေသောအရာကတော့အဝါရောင်ရွှေရောင်ဖြစ်ပါတယ်ဒီကာလမှာဘာပဲလှုပ်လှုပ်အရေးကြီးတဲ့ကိစ္စတလန်နေမွေးဖွားသောမိစေများဂျွန်လာတလာတာလုံးမှာဘယ်ကိစ္စပဲဖြစ်ဖြစ်အလုလုတော့မယ်ဆိုရင်မွေးနံတောက်မှာတတိယ၃မျိုးသွားလှူခြင်းအပြင်တတိယ၃မျိုးဆိုတာကဟိုအိမ်ဖျားမှာဆိုလို့ရှိရင်လည်းတတိယ၃မျိုးမွေးနံတောက်မှာဆိုလို့ရှိရင်လည်းတတိယ၃မျိုးခွဲခြမ်းစိတ်ဖြာပြီးတတိယလှူခြင်းအပြင်တလန်နေမွေးဖွားသောမိစေများဂျွန်လာ၂၀၂၅တလာတာလုံး အားလုံးအန်နီယကင်းဘေးရှင်းစွာ ဖြင့်ပြသနိုင်ပါလိမ့်မယ်အဲ့တော့ကျွန်တော်နဲ့ဘေးရင်မေးမယ်ဆိုရင်၄၃လုံး၅၃လုံး၈၃၂နှစ် KB ဖွင့်ထားတယ်ညံဘူးဇောကတယောက်တစ်သောင်းခွဲယူပါတယ်အဲ့တော့ Viber မှာကျွန်တော်တို့အရေးကြီးတဲ့ကိစ္စလေးတွေနာမည်တို့မွေးတက်ကလေးတို့ပို့ပေးဟောပေးပါတယ်အဲ့တော့အကြောင်းမျိုးကြောင့်ပြန်မဖြေပြရင်လည်းနားလည်ခွင့်လို့ပြီးစီလိုပါတယ်တလန့်နေမွေးဖွားသောမိတ်ဆွေများ ဂျွန်လတလတာလုံးစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းများစွာဖြင့်ကိုဖြစ်ချင်တဲ့ဇာတ်လမ်းတွေအားလုံးအေးအေးချမ်းချမ်းအောင်အောင်မြင်မြင်ဖြင့်နော်ဒလန်နေမူပါတော့မိတ်ဆွေများအားလုံးရရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာအင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဂျွန်လတလတာလုံးကိုလီနိုမန်ကတ်နဲ့နမိတ်ဖတ်ပြီးမှဖြစ်ပါတယ်အင်္ဂါနေ့မွေးဖွားတဲ့မိတ်ဆွေတို့ လီနိုမန်ကတ်ကပြောတာကတော့ဝက်ဝင်ဆိုတဲ့နမိတ်ကလေးရပါတယ်ဝက်ဝင်ဆိုတဲ့နမိတ်ကတော့သူ့ရဲ့နမိတ်ကအကောင်းတဲ့အဆိုးဆိုရင်အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေကဂျွန်လာတလာတာမှာအလုလုတာလေးဂီယူဆက်ရပါလိမ့်မယ်ဟိုရှေ့တူအခက်နောက်ဆိုအခက်ကိစ္စမျိုးတွေကြုံတတ်တယ်ကောင်းနေပါတယ်ဆိုတဲ့လူကရုတ်တရက်ကြီးရက်သွားတာမျိုးရုတ်တရက်ကြီးမလုရတာမျိုးလည်းကြုံတတ်ပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးလှည့်ပြားမှုလိမ်လည်မှုတွေခံရတတ်တယ်အထူးသတိထားပါချီးတာငားတာမလုပ်တာကောင်းဆုံးပါပဲအဲ့တော့ တွေးတင်တွေးဆုံဖြစ်တတ်တယ်ငွေတန်ပြီးတတ်တယ်ဆိုတော့တလတာကိုဖြတ်နေပါလေအင်္ဂါနေ့မူပါသောမိတ်ဆွေများတခါရက်စိတ်ရှုပ်ထွေးစရာတွေအများကြီးကြုံပါလိမ့်မယ်အဲ့တော့အမြဲတမ်းလူဆိုတာစိတ်ညစ်တာကြီးပဲရှောက်ပြီးတော့အဲ့လိုစိတ်ရှုပ်ထွေးတာကြီးပဲရှောက်မတွေးနေတာရနေတယ်ဆိုလို့ရှိရင်လေအဲ့ဒီစိတ်ရှုပ်ထွေးတာလေးကိုဓမ္မတရားဓမ္မနဲ့ဖြေပါလို့ပဲပြောရမှာပဲအဲ့တော့အမြဲတမ်းစိတ်ညစ်လို့မရဘူးဘာသာတရားလေးများများလုပ်ပြီးတော့အဲ့ဒီရှုပ်ထွေးတဲ့ဘဝကိုဖြတ်သန်းပါလို့ပြောပြရစီအဲ့တော့ဘယ်ကိစ္စပဲဖြစ်ဖြစ်အလုပ်လုပ်တဲ့အခါမှာ ကိုဖြစ်ခြင်းတဲ့ဆန္ဒအစဉ်ပြေဖို့ဆိုရင် မွေးနံတောက်မှာအမွှေးတိုင်တက်စေလူချင်းအားဖြင့်အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများတလတွင်ကံကောင်းပါလိမ့်မယ်။ကံကောင်းစီတဲ့အကြောင်းကညီညွတ်ရောက်အောင်မာလီဒီနံပါတ်ကိုကံကောင်းမဲ့ဒီနံပါတ်ဖြစ်ထီထိုးမယ်ဆိုရင်သုံးတို့လုံးလေးကိုအပိုင်ကင်ပြီးတော့ကံကောင်းမဲ့အောင်မာလီဒီနံပါတ်ဖြစ်ထီထိုးပါအဲ့တော့ကျွန်တော်နဲ့ဓာတ်ရိုက်ပေးရင်မေးမယ်ဆိုလို့ရှိရင်တော့၄၃လုံး၅၃လုံး၈၃ည2ကေပေးဖွင့်ထားတဲ့ ဝိမာန်ဒီကေဘေးအကုန်လုံးဖွင့်ထားပြီးတော့ Viber ကနေပြီးတော့ဟလာမွေးနံမဲတို့မွေးတက်ကလေးတို့ပို့ပြီးဟောပြီးမှာညံသူစားတပေါင်းခွဲယူပါတယ်အကယ်၍များ Viber ကနေပို့လိုက်လို့ဟိုမပြောဖြစ်ဘူးမဖြေဖြစ်ဘူးဆိုရင်လည်းနားလေခွင့်လို့ပြီးစီလိုပါတယ်အဲ့တော့အင်္ဂါနေ့မွေးဖောက်သောမိတ်ဆွေများဂျွန်လတလတာလုံးဘာပဲလုပ်လို့အဆင်ပြေချောမွေးကြပါစေအန္တရာယ်ကင်းကြပါစေဘေးရှင်းကြပါစေအောင်မြင်ကြီးဝါကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ ဗုဒ္ဓနဲ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓနဲ့မွေးဖွားသောမိတ်ဆွေအတွက်2025ဂျွန်လတလတာအတွက်လီနိုမန်ကက်ကပြောသောတင်တို့ရဲ့ကံကြမ္မာတလတာနမိတ်ဖတ်ပြမှာဖြစ်ပါတယ်လီနိုမန်ကက်ကဗုဒ္ဓနဲ့မွေးဖွားသောမိတ်ဆွေအတွက်ကတော့ရဲတိုက်ကြီးဆိုတဲ့နမိတ်ကလေးတခုရရှိပါတယ်အဲ့တော့ရဲတိုက်ကြီးဆိုတဲ့နမိတ်ကဗုဒ္ဓနဲ့မွေးဖွားသောမိတ်ဆွေများဒီဂျွန်လတလတာထဲမှာအစာဦးစောက်တာတို့နေရာ တခုခုတိဆောက်တာမြေဝဲတာအိမ်ဝဲတာစသဖြင့်အိမ်ရွှေ့ပြောင်းနေရာရွှေ့ပြောင်းကောင်းသောအရွှေ့ပြောင်းတွေမှာပါနေပါတယ်အဲ့တော့လုပ်ငန်းစတင်တာလည်းကောင်းတယ်အကယ်၍မြန်မာဘုရုလိမွေးပွားသောမိစေများဂျွန်လာထဲမှာကောင်းတဲ့ရက်ကလေးကိုရွေးမယ်ဆိုရင်ကြာသာပတိနေနဲ့အင်္ဂါနေ့နှစ်ရက်ကအကောင်းဆုံးပါပဲအဲ့ဒါနေကောင်းပေါ့ရက်တာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တိကနံနှစ်ကနံတိကနံကြားတဲ့ရက်နှစ်ကနံကြားတဲ့ရက်ဟာရက်တာထဲမှာပါပါတယ်ဟိုအင်္ဂလိပ် အ10ရက်ဆိုရင်တက်ကဏ10ရက်ဆိုလဲတက်ကဏ20ရက်ဆိုလဲနှစ်ကဏအဲ2ရက်ဆိုလဲနှစ်ကဏဒီလားမျိုး29ဆိုလဲနှစ်နဲ့9နဲ့ပေါင်း17နှစ်ကဏမယ်ဒါအဲ့လိုရက်ကိုရွေးပါတလားပြောမှာကောင်းသောရက်ဖြစ်ပါတယ်အခြေအကံကောင်းမယ်အိမ်တော်ကြီးကံကောင်းမယ်အလို့ရွှေ့ပြောင်းကောင်းမယ်နောက်ပြီးတော့သားသမီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအထူးကောင်းနေပါတယ်အဲ့တော့ဘုရုနေမိုးဖောက်သောမိတ်ဆွေများဘယ်ကိစ္စပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စဆုံးဖြတ်တော့မယ်ဆိုရင်မွေးနံ့ အိမ်ဖျားမှာဆိုလို့ရှိရင်လဲဆွန်လေးကတ်ပြီးဆွန်တပွဲပေါ့ငွေးနံတောက်မှာလဲဆွန်တပွဲကတ်ခြင်းအားဖြင့်ဗိုလ်ထုနေမွေးပေါ်သောမိတ်ဆွေများအားလုံးကိုဖြစ်ခြင်းနဲ့ဆန္ဒဖြစ်ပါလိမ့်မယ်ထီထိုးကန်ဆန်းမယ်ဆိုရင်၃နဲ့၅တလုံးလုံးကိုအပိုင်ကင်ပြီးတော့ကံကောင်းမဲ့အောင်ပါလေထီနံဘတ်ဖြစ်ထီထိုးပါကံကောင်းစေတဲ့အရာကတော့နီညိုရောင်ရဲ့ရွှေရောင်ရဲ့နှစ်ခုကြိုက်တဲ့အရာကိုဝေးပြီးတော့ဝတ်ပါအဲတလတွင်အားလုံးထူကြပါလိမ့်မယ်အဲ့တော့ဗိုလ်ထုနေမွေးပေါ်သောမိတ်ဆွေများ ျွန်တော်နဲ့ဓာတ်ရိုက်ဗီရင်မေးမယ်ဆိုရင်၄၃လုံး၅လုံး၈၃ညာ2 KB ဖွင့်ထားတယ်ဝိမာန်ကြီးဖွင့်ထားတယ်ညံဘူးစောကတူးကို၁000ခွဲယူပါတယ်ဘိုင်ဘာလည်းဖွင့်ထားပါတယ်အဲ့ဒီနံပါတ်မှာအကယ်၍မေးမယ်ဆိုလို့ရှိရင်နံမဲတို့မွေးတကလေးတို့ပို့ပေးရပါတယ်မအားတဲ့ခါမှာပြန်မဖြေပြင်းရင်လည်းနားလဲခွင့်လို့ပြီးစီလို့ပါတယ်ဗိုလ်ထုနေမွေးဖွားသောမိစေများဂျွန်လတလတာလုံးအေဂျင်ချင်းငိမ့်ချင်းချင်းနဲ့အနေရကင်းကင်းဘာမစို့လုံနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ဂျာတာပတိနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဂျွန်လတလတာအတွက်ကို လီနိုမန်ကပ်ပြားများဖြင့်နမိတ်ဖတ်ပြီးမှဖြစ်ပါတယ်ဂျာတာပတိနေ့မွေးဖွားသောမိတ်ဆွေတွေရရှိတဲ့လီနိုမန်ကပ်ပြားရဲ့နမိတ်ကငှက်ကြီးဒုံဆက်ဆိုတဲ့နမိတ်ကလေးရရှိပါတယ်အဲ့တော့ဒီဒီကပ်ပြားရဲ့နမိတ်ကဂျာတာပတိနေ့မွေးဖွားသောမိတ်ဆွေများဂျွန်လတလတာမှာကံအကောင်းဆိုးဆိုရင် အကောင်းထဲမှာပါပါတယ်အလုတ်တဲ့နေရာတစ်တည်းပေါ်မယ် နောက်လုပ်ငန်းသစ်တွေစရလိမ့်မယ်။အရွှေ့ပြောင်းကောင်းမယ်။နောက်ခီးထွက်ရတာတွေနိုင်ငံရဲ့ခြားခီးတို့နေရာမြေခြားခီးတို့ကောင်းသောခီးတွေထွက်ရပါလိမ့်မယ်။အဲ့တော့ငွေကြေးကိစ္စအလုပ်ကိစ္စစီးပွားရေးကိစ္စနောက်ပြီးတော့အိမ်တော်ရေးကိစ္စတွေအထူးပြောစရာမလိုသေးဘူးလို့ဆိုလို့ရပါတယ်။ဘယ်ကိစ္စပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စလုပ်မယ်ဆိုရင်တနင်္ဂနွေနေ့တရက်ဟာဟိုတလအတွင်းမှာတနင်္ဂနွေနေ့တိုင်းဟာကို့အတွက်ကောင်းတဲ့နေ့လို့နားလည်ပြီးပါ အဲ့တော့လုပ်ငန်းစမယ်ဆိုတနင်္ဂနွေနေ့နေကောင်းပေါ့ရက်တာဆိုလို့ရှိရင်တစ်ကနန်းနှစ်ကနန်းလေးကနန်းခုနှစ်ကနန်းကြတဲ့ရက်တွေဟာတစ်လအတွင်းမှာကောင်းတဲ့ရက်တာလို့နားလဲပါအဲ့တော့ထီထိုးကန်စမ်းမယ်ဆိုရင်တစ်တလုံးတည်းကိုပဲအပိုင်ကင်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလေထီနံပါတ်ဖြစ်ထီထိုးပါကန်ကောင်းစီတဲ့အကြောင်းကတော့နိညောင်ဖြစ်ပါတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စအလုပ်လုပ်တော့မယ်ဆိုရင်ねမွေးနံတောက်မှာ ရောင်စုံရက်တက်စိတ်လှူခြင်းအပြင်အရေးကြီးတယ်ဆိုရင်ဒိုးကြီးတဲ့ဘုရားတစုသွားရောင်စုံရက်တက်စိတ်လှူခြင်းအပြင်ဂျာသာပတိနေမွေးပါသောမိတ်ဆွေများဂျွန်နာတလတာလို့အထူးကံကောင်းပါလိမ့်မယ်ကျွန်တော်နဲ့တရက်ဗီဒီမေးမယ်ဆိုရင်၄၃လုံး၅၃လုံး၈၃ညာနှိဟောဗိုက်ဘာဖွင့်ထားပါတယ်အဲ့တော့နံမဲတို့ဝုဒ္ဒဂရတို့နေတန်နေပို့ပေးတာ အဲ့မှာညံဘူးစော်ကကိုကျွန်တော်တို့တောင်းတူဦးကိုတောင်းခွဲယူပါတယ်အဲ့မှာ KP လေးဖွင့်ထားတယ်ဝိလေးဖွင့်ထားခုနကဘုံတံမတ်ပါပဲနော်ကဲအဲ့တော့ဂျာသာပတိနေမွေးဘွားသောမိတ်ဆွေများဂျွန်လာတလာတာလို့မှာအားလုံးဒီကပ်ပြရဲ့နမိတ်ကတော့အားလုံးကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဆိုးအဲ့လောက်ကြီးညံ့မရှိဘူးဂျမ်းမကြီးလည်းအဲ့လောက်ကြီးအညံ့မရှိပါဘူးအေဂျန့်စွာဖြင့်ဂျွန်လာတလာတာလို့မှာဂျာသာပတိနေမွေးဘွားသောမိတ်ဆွေများဖြတ်သန်းနိုင်မှာဈေးလို့ကျွန်တော်ပိုင်ဟင်းကျော်ကစုတောင်းပေးလိုက်ပါတယ်ဗျာ တောက်ကြနေမွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဂျွန်လတလတာလုံးကိုတောက်ကြနေမွေးဖွားသောမိတ်ဆွေများအတွက်လီနိုမန်ကက်ကပြောသောကံကြမ္မာနမိတ်ဖတ်ပေးပါမယ်တလတွင်ဂျွန်လတလတာတွင်မှာတောက်ကြနေမွေးဖွားသောမိတ်ဆွေများရရှိတဲ့နမိတ်ကလေးကတော့မော်တစ်ပင်ဆိုတဲ့နမိတ်ကလေးရရှိပါတယ်အဲလိုမော်တစ်ပင်ဆိုတဲ့နမိတ်ကအကောင်းတဲ့အဆိုးဆိုရင်ဂျွန်လတလတာလုံးအကောင်းထဲမှာပါနေပါတယ်ဘာပဲဖြစ်ဖြစ်စိတ်သစ်လူသစ်ဟုတ်လား ဟိုစိတ်ညစ်တာတွေတိတ်မတွေးပဲနဲ့ဖြစ်ချင်တဲ့ဆန္ဒကိုအေးချမ်းချမ်းလေးနဲ့လှုပ်သွားပါတေချာပါအောင်မြင်ပါလိမ့်မယ်လော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 လှုပ်เสียရမလို့ကံကအကျိုးပေးနေပြီလူကကြိုးစားဝယ်လို့ရကံကလိုက်နေတယ်လူကမကြိုးစားရင်တော့လည်းဘာမှလုပ်လို့မရပါဘူးဆိုတော့အခြေခံကောင်းမယ်ငွေကြေးခံကောင်းမယ်သားရည်သမီးခံကောင်းမယ်နော်အလုပ်ခံကောင်းမယ်အွှေ့ပြောင်းနေကောင်းမယ်ထီထိုးခံစားမယ်ဆိုရင်နှစ်နဲ့6 တလုံးလုံးကိုအပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်ပါလေထီနံပါတ်ပြထီထိုးပါကံကောင်းစီတဲ့အရာကတော့အဖြူရောင်သို့မဟုတ်အပြာရောင်တစ်ခုခုကိုဝတ်ပါအဲ့တော့ဒီတလအတွင်းမှာကောင်းတဲ့ရက်ကိုရွေးမယ်ဆိုရင်တနင်္လာနေ့နဲ့တောက်ကြနေ့နှစ်ရက်ကကောင်းတဲ့နေ့ကောင်းဖြစ်ပါတယ်အဲကောင်းတဲ့ရက်သာဆိုလို့ရှိရင်၃ကနန်း၆ကနန်း၉ကနန်းကြားတဲ့ရက်တွေဟာတောက်ကြနေ့မွေးဖွားသောမိတ်ဆွေများအတွက်ကံကောင်းတဲ့ရက်သာဖြစ်ပါတယ်အဲ၃ကနန်းဆိုတာ၃ရက်တို့၁၂ရက်တို့ 30ရက်တော့သုံးကနန်းပေါ့အဲ့ဒီသဘောမျိုးကိုတွက်ပြီးတော့တလအတွင်းမှာအဲ့ဒီရက်ဟာအခုအတွက်ကောင်းတဲ့ရက်လို့နားလဲပြပါအဲ့တော့တောက်ကြံနေမွေးဖောက်သောမိတ်ဆွေများအားလုံးဟလာဂျွန်လာတလတာလုံးမှာအေးချမ်းစွာဖြင့်ဟလာပျော်ရွှင်စွာဖြင့်ဖြတ်သန်းနိုင်ပါစေကျွန်တော်နဲ့ဓာတ်ရိုက်ပေးနေမိမယ်ဆိုရင်လေ၄၃လုံး၅၃လုံး၈၃ည၂ KB ဖွင့်ထားတယ်နောက်ပြီးတော့ weight ဖွင့်ထားပြီးတာပဲအဲ့တော့ကုတိကျင်တဲ့အကြောင်းအရာလေးကိုဘိုက်ဘာနေဖို့ပြောပါညံပူဇော်က1000ခွဲယူပါတယ် အဲ့တော့မအားလို့ဟလာပြန်မပြေပြင်းလဲနားလဲခွလို့ပေးစီလို့ပါတယ်တောက်ကြနေမွေးဖွားသောမိတ်ဆွေများဂျွန်လအတွင်းမှာအေဂျင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာစနေနေ့မွေးဖွားသောမိတ်ဆွေများ အားလုံးမင်္ဂလာပါ2025ဂျွန်လတလားတာအတွင်းမှာလီနိုမန်ကက်ကပြောသော စနေနေ့မွေးဖွားသူများရဲ့ကန့်ကြမှာပေါ့နော်အဲ့တော့လီနိုမန်ကက်ကတော့ နမိတ်ကမြင်းစည်းယောက်ျားဆိုတဲ့နမိတ်ကလေးပြပါတယ်အဲ့တော့မြင်းစည်းယောက်ျားဆိုတာအကောင်းနဲ့အဆိုးဆိုရင်အကောင်းထဲမှာပါတယ်ခွန်အားအပြည့်ရှိတယ်တွတ်တွတ်လက်လက်ချက်ချက်ချာချာပေါ့အဲ့တော့ကိုတခုခုလှုပ်ဖို့ရည်ရွယ်ထားတယ်ဆိုရင်ဂျွန်လာအကောင်းဆုံးဖြစ်နေတယ်စနေနေ့မူဖားသောမိတ်ဆွေများအဲ့ဒီအဲမှာမှာကောင်းတဲ့ရက်ကိုရွေးမယ်ဆိုရင်တနင်္လာနဲ့စနေတရက်ရက်ကိုရွေးခြင်းအပြင်ကံကောင်းတဲ့နေ့ကောင်းလို့နားရဲပါရက်တာကိုရွေးမယ်ဆိုရင်၃ကနန်း၆ကနန်း၉ကနန်းကြတဲ့ရက်ကိုရွေးပါအဲ့ဒါရက်တာနေ့ကောင်း ရတာဖြစ်တယ်အဲ့တော့ဂျွန်လာထဲမှာဘာတွေထူးခြားသလဲဆိုလို့ရှိရင်ဖြစ်ကျင်တဲ့ဇာနာတွေစောင့်နေတယ်ကံကောင်းခြင်းတွေကကိုယ်စောင့်နေပြီစနေနေ့မူပေါ်သောမိစေမျိုးဘေးမယ်အဲ့တော့ကံကောင်းခြင်းတွေကလာတော့မယ်ကိုကလည်းအဲ့ဒီကံကောင်းခြင်းတွေလာတဲ့အခါမှာလက်ခံနိုင်ဖို့အရေးကြီးပါတယ်အဲ့တော့စိတ်ညစ်နေတဲ့အရာတွေတခါတည်းရှင်းထုတ်တာပါတခါလာလဲဟိုကြွေးကိစ္စပေးရတော့မှစိတ်ညစ်လိုက်လူမှုရေးစိတ်ညစ်လိုက်ငွေကြေးစိတ်ညစ်လိုက် ဟာလာဂျမ်းမိုင်းနဲ့ပတ်သက်ပြီးစိတ်တခုခုစိတ်ညစ်တဲ့ဟာကိုအဲ့ကိစ္စပြီးသွားမှာပဲစိတ်အညစ်မခံနဲ့အဲ့ဒါပြီးသွားမှာပဲဆိုတဲ့စိတ်ကိုအမြဲတမ်းမူရပါဒါမှခုနကပြောတဲ့အညံ့ခိုက်တရားကိုကုရှိကိုမလာနိုင်ဘူးဆိုလိုချင်တာကတော့ဒီအုံနောက်ထဲမှာကောင်းတဲ့စိတ်ကိုထည့်ထားကောင်းတာတွေများများပြန်လာမယ်တော့ဒီနမိတ်ကတော့ကောင်းတဲ့နမိတ်ထဲမှာပါနေတာဘူးเนาะအဲ့တော့နေရာရွှေ့ပြောင်းကောင်းမယ်အလုတ်ကောင်းမယ်နောက်ပြီးတော့ယာရုတိုးတက်တာတွေကြုံမယ်နောက်တနေရည် နိုင်ငံခြားနေကြမိကြတွေကောင်းမယ်ဂျွန်လာထဲမှာနိုင်ငံခြားထွက်ကျင်တဲ့သူများလည်းထွက်လို့ရတယ်ဆိုတော့ဒီကပ်ပြားရဲ့နမိတ်မှာတော့ကံကောင်းတဲ့ထီနံပါတ်ထီထိုးမယ်ဆိုရင်နှစ်နဲ့ခွန်တလုံးလုံးကိုအပိုင်ကင်ပြီးတော့ကံကောင်းမဲ့အောင်ပါလီထီနံပါတ်ပြထီထိုးပါကံကောင်းစီမဲ့အယောင်ကအဖြူယောင်ဖြစ်ပါတယ်ဘာပဲလို့လို့ကိုရေးကြည့်တဲ့ကိစ္စဆုံးဖြတ်တော့မယ်ဆိုရင်တဲ့အဲ့ဒီကိစ္စအောင်မြင်မှုအတွက်ဆိုအိမ်ဖះမှာပေါင်မှုလေးဖះစွန်းတော့ကတ်သွားပြီးမှပေါင်မှုဆိုလည်းဒီတိုင်းမကတ်ဘူးပေါ့ထောဘက်သေး တုတ်ပြီးတော့မှကတ်ပြီးမှဆိုရင်ပိုကောင်းတာပေါ့နော်အဲ့တော့ပေါင်မုတ်ထောပတ်တုတ်အိမ်ဖျားမှာကတ်ချင်းအားဖြင့်ကူဖြစ်ခြင်းတဲ့ဆန္ဒတွေအားလုံးပြီးွားပါလိမ့်မယ်အဲ့တော့ဒီကာလမှာဂျွန်လတလတလုံးမှာစနေနေ့မူဖောက်သောမိတ်ဆွေများကတော့စူးစူးဝါအညံ့ကြီးမရှိဘူးကျမ်းမာရင်းနဲ့ပတ်သက်တာလည်းဟလာဖြစ်ခဲ့ရင်လည်းပျောက်သွားမယ်လို့ပဲနားလိမ့်မယ်နော်အဲ့တော့ ဘယ်ကိစ္စပဲဖြစ်ဖြစ်အားလုံးအဆင်ပြေချုံးမွေအောင်မြောင်လုပ်နိုင်ပါစေကျွန်တော်နဲ့ဓာတ်ရိုက်ဗီဒီယိုမြင်မယ်ဆိုရင်လည်း၄၃လုံး၅၃လုံး၈၃ညနေ KB ဝီမန်နေဖွင့်ထားပါတယ်အဲ့မှာ Viber နေကိုကိုတိုင်းဟဲ့လားလှမ်းပြီးတော့စာပို့လို့ရပါတယ်မအားလို့မဖြေနိုင်ရင်လည်းနားလဲခွင့်လုပ်ပေးပါညံပူဇော်ကတော့တူဦးကိုတပေါင်းခွဲယူပါတယ်၄၃လုံး၅၃လုံး၈၃ညနှစ်ဖြစ်ပါတယ်အဲ့တော့စနေနေ့မူပေါ်ဆုံးမိတ်ဆွေများဂျွန်လတလတာလုံးမှာ စိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့အန္တရာယ်ကင်းဘေးရှင်းပြီးတော့မိမိဖြစ်ချင်တဲ့ဆန္ဒတွေအမြန်ဆုံးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ပဲတဲ့ဟောဆရာများကိုရဲ့ဦးစားပေးတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတ င်ဟောဆရာများဆရာကြီးရဟိကေဇော်ရဲ့ဘေးဟောဆရာများဆရာလေးဆရာငယ်ရဲ့ဘေးဟောဆရာများဆရာကြီးကျော်စင်ဟင်းရဲ့ဘေးဟောဆရာများဆရာစောင်းရဲ့ဘေးဟောဆရာများဟောဆရာများဆရာဟိမေဝနာရဲ့ဘေးဟောဆရာများအစာကြီးတော်ဘေးဆရာကြီးများရဲ့ဟောဆရာများဆရာမချောစုစုသားဆရာမထားရီအစာကြီးတော်ဘေးဆရာမများရဲ့ဟောဆရာများဘုရားဤစဉ်ဤစဉ်အပစင်အပစင်လောက်ရင်လောက်တဲ့တိုင်းသင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာ ။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ပြည်မှာပြည်ရင်းကျော် channel လေးကို subscribe နဲ့အားပေးတော့ခဲ့ကြပါလို့လေးစားစွာပန်ကြားလိုက်ကြပါလား။ပန်ကြားလိုက်ပါလား။ဗျာကျေးဇူးပြုပြီးတော့ပဲလိုက်ရန် share လေးများနဲ့ထုတ်ပေးခဲ့ကြပါလို့ကောင်းဆိုလိုက်ပါမယ်။ဗျာအားလုံးပဲလက်ပါဆက်လိုက်ပါမယ်။အင်းဆက်လက်ပြီးတော့ဗီဒီယိုဟောစာများကိုကြည့်ရှုနားဆင်ခံသွားခံစားပြီးသွားကြပါဦး။ဗျာ